မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၈ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးတိုင်းကြောက်စဲမြို့အနီးကိုဗဟိုပြုပြီးတော့ဒီကနေ့မွန်လွဲပိုင်းမှာပြင်းအား၄တပ်သမတ်၁အဆင့်ရှိတဲ့ငလျင်လောက်ခတ်ခဲ့ရာကြောက်စဲမြစ်သားနယ်သခိုင်းမြို့နယ်တို့မှာတိတိတသားခန်းစားခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မေလ၈ရက်နေ့မွန်လွဲ၂နာရီ၉မိနစ်အချိန်မှာမန္တလေးတိုင်းကြောက်စဲမြို့ ်အရှိတောင်ဘက်6ကီလိုမီတာအကွာမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပစ်ပြီးတော့ Richter scale ၄ဒသမ၁အဆင့်နဲ့အင်အားအသင့်တဲ့ရှိတဲ့မြေငလင်တစ်ခုထပ်မံနှုတ်ခတ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ဒီကနေ့မုံလွဲပိုင်းမှာလောက်ခတ်ခဲ့တဲ့ငလျင်ကိုကြောက်စဲမြင့်ငယ်နဲ့သခိုင်းမျိုးနဲ့အတွင်းတို့မှာတိသားစွာခန်းစားခဲ့ရတယ်လို့ဒေသခံပြည်သူများကပြောဆိုထားပါတယ်တစ်ချက်သေးပါပဲ ဒုံးဆိုပြီးတော့ကိုလှုပ်သွားတာ တော်တော်လေးသိသားတယ်အရာဝတ္ထုတွေအချင်းချင်းထိတွေ့ရိုက်ခတ်တန်းတွေပါကြားရတယ်လို့ကြောက်စဲမျိုးကပြည်သူတို့ကလူမှုကွန်ရက် Messenger ကနေတစ်ဆင့်သတင်းပေးဖို့ပြောကြလာပါတယ်အလားတူပဲမြေသားမျိုးနယ်ကပြည်သူတချို့နဲ့စကိုင်းမျိုးနယ်ကပြည်သူ၃ဦးဟာလည်းဒီကနေ့မုံလွယ်ပိုင်း၂နာရီ၉မိနစ်အချိန်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကိုသိသားစွာခန်းစားသိရှိခဲ့ရတယ်လို့ပြောဆိုထားပါတယ်ဒါပေမဲ့မန္တလေးမျိုးကပြည်သူများကတော့ငလျင်ကိုသိသားစွာခန်းစားရခြင်းမရှိဘူးလို့ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ် ကန့်တလူရွာအနီးမှာစက်ကြီးကောက်ရံလာတဲ့စစ်ကောင်စီကားတစ်စီးကိုတိုက်ခိုက်ရာစစ်သား၃ဦးသေဆုံးသွားပြီးတော့ကားတစ်စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မနက်၈နာရီခွဲအချိန်မှာသခိုင်းမြို့နယ်ကန့်တလူကျေးရွာအနီးမှာစက်ကြီးကောက်ရံထွက်လာတဲ့စစ်သားနဲ့တူစောတိများလိုက်ပါလာတဲ့ကားတစ်စီးကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်သားနဲ့ပြူစောတိများလိုက်ပါလာတဲ့ကားကိုဖျက်ဆီးနိုင်ခဲ့ပြီးတော့ကားပေါ်မှာပါလာတဲ့စစ်သားနဲ့ပြူစောတိ၃ခေါင်တေ ိတ်ဆုံးကတောအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လမ်းပေါ်မှာရှိတဲ့ခီးသွွားပြည်သူများထိခိုက်မှုမရှိသေးရန်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။မက်တူကားနဲ့ကင်းပတ်လာတာပါ။ကားပေါ်မှာ၄កောင်ပါလာတယ်။ကန့်တလူနားကလမ်းပေါ်မှာဆိုတော့ပြည်သူတွေရဲ့ကားတွေလည်းရှိနေတာပေါ့။အဲ့ဒီပြူစောတိကားကိုပဲ ်ထိတိမိမိနဲ့ချိန်မုန်းနိုင်ခဲ့တာပါကားပေါ်မှာတနက်ထိမှန်ပြီးတော့ထွက်ပြေးလို့လိုက်ရသေးတယ်ပြည်သူတွေရောပြီးတော့လမ်းပေါ်မှာကြီးဖြစ်နေတော့ဆက်မလိုက်ပဲနဲ့ပြန်ဆုတ်ခဲ့ရတာပါလက်နဲ့တွေတော့မရခဲ့ဘူးအတော်လန်းလန်းတနေရာရောက်မှာသုံးကောင်တိတ်ပြီးတော့ဒကောင်ကတော့လက်ဒဏ်ရာနဲ့ထွက်ပြေးသွားပါတယ်အလောင်းနဲ့ကားကတော့တက်မှ33ကနေပြီးတော့လာတဲသွားပါတယ်လို့ generation z power GZP ကတာဝန်ရှိသူက ပြောပြထားပါဗျ။၎င်းတိုက်ခိုက်မှုကို Generation Z Power GZP မန္တလေးပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကြားတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့တော်တွင်တွပီ LDF BIA LDF နဲ့ရကြေးပကဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမ်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီအတွက်တွားเสียလမ်းမရှိတော့ပါဘူး။ဒါကြောင့်မလို့စစ်ကောင်စီတပ်သားရဲပြူစောထီးတွေနဲ့စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့နှိဆိုင်ရာတော်လိုင်းတပ်ဖွဲ့ရေးစီမှာအမြန်ဆုံးအလင်းဝင်ကြဖို့တိုက်တွန်းသတိပေးကြပါလေလို့ Generation Z Power GZB ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကျုံတိုးမြို့နွားချံကုန်းကျေးရွာအနီးကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာခမရ432ကဒုတက်ရင်းမှုအပါအဝင်စစ်သားအယောက်30ခန့်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ30ရက်နေ့မနက်9:00နာရီကအချိန်ကစတင်ပြီးတော့ကြုံတုံးမြို့နွားချံကုန်းကျေးရွာအနီးကိုအင်အား90ခန်းနဲ့ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာမနက်10:00နာရီအထိကိုအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့စစ်ကောင်စီဘက်ကခမရ၄၃နှစ်တိုင်ရင်ကဒုတက်ရင်မှုဘုံမှုစိုးမင်းထက်အပါဝင် အယောက်30ခန့်တိတ်ဆုံးသွားတဲ့အတွက်စစ်ကြောင်းပြတ်ပြီးတော့နောက်ပြန်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။ကျုံတို့အခြေဆိုင်ခမရ946တိုင်ရင်ကနေတက်လာတာပါ။တိုက်ပွဲဖြစ်ပြီးတော့ကျုံတို့ကိုပဲပြန်ဆုတ်သွားပါတယ်လို့ Mon Liberation Army MLA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကို Mon ပြည်လွတ်မြောက်ရေးတပ်တော် MLA အပြင် Mon ပြည်သက်ပါတီခွဲထွက် NMSPAD ပြန်လွှားစစ်ကြောင်း Lion Battalion စစ်ကြောင်းစတဲ့ KNL ဥဆောင်တဲ့အခြားပူးပေါင်းတပ်များကတိုက်ခိုက်ချိန်မုံခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတနင်္သာရီတိုင်းကံယိုရန်စစ်ဌာနချုပ်လက်အောက်ခံတပ်များတပ်မ20နဲ့တပ်မ44လက်အောက်ခံတပ်များဖြစ်တဲ့ ခမရ208ကြိုက်မရောခမရ102မုတ်တမခမရ432ဘုတ်ကင်းစတဲ့တရင်များကစစ်သားများပူးပေါင်းထားခြင်းဖြစ်တယ်လို့သိရပါတယ်။ယနေ့အထိကိုတိုက်ပွဲများဖြစ်ပွားလျက်ရှိနေတဲ့အတွက်ကြောင့်ပြည်သူလူထုအနေနဲ့မိမိတို့နေထိုင်ရာဒေသအနီးပတ်ဝန်းကျင်မှာရှိတဲ့စစ်ရေးသတင်းများကိုနားဆင်ကစစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေရင်အန်ရီကိုကာကွယ်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားကြရန်နဲ့လုံခြုံတဲ့နေရာများမှာသာနေထိုင်ကြရန်သတိပေးတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ဘူးတီတောင်မောင်တော်တိုက်ပွဲအတွင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား34ဦးနဲ့အကျဉ်းသား6ဦးတို့ကိုစစ်ကောင်စီကပြန်လည်ခေါ်ယူခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ9ရက်နေ့မှာစစ်ကောင်စီတပ်က၎င်းတို့ကိုလေရင်နဲ့ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်သတင်းမီဒီယာများကဖော်ပြထားပါရယ်။ အေရဲ့ထိုးစစ်ကြောင်းစစ်ကောင်စီတပ်သားများဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားပြီးတော့ယာနဲ့ချီတဲ့စစ်ကောင်စီတပ်သားများကိုလည်းဘင်္ဂလားဒေ့ရှ်အစိုးရကပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အေရဲ့ထိုးစစ်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးသွားတဲ့တပ်သားတွေက34ဦးနဲ့ဘင်္ဂလားဒေ့ရှ်ထောင်အသီးသီးမှာအချင်းကျနေတဲ့အချင်းသား6ဦးတို့ကိုကော်ပဇား၄စိတ်ကနေစစ်ကောင်စီကပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်ဘူးဒီတော်မောင်တော်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား185ဦးထက်မနည်းထွက်ပြေးသွားပြီးတော့2024ခုနှစ် ်မက်လာနဲ့အေပီလာအတွဲမှာအယောက်300ကျော်ကိုဘင်္ဂလားဒေ့ရှ်ကပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနများကဖော်ပြထားပါတယ်။ကြန့်ရှိနေတဲ့စစ်ကောင်စီတပ်သားများကိုလည်း အတုတ်လိုက်အတုတ်လိုက်ပြန်လည်ပို့ဆောင်ပေးမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ဝန်ကြီးကသတင်းမီဒီယာများအားပြောကြားထားပါတယ်။2024ခုနှစ်အစောပိုင်းမှာပလောက်ဝအပါအဝင်ချင်းပြည်နယ်အတွင်းတိုက်ပွဲများကြောင့်စစ်ကောင်စီတပ်သားအယောက်1000ကျော်ထွက်ပြေးသွားပြီးတော့အိန္ဒိယကစစ်ကောင်စီတန်းကိုပြန်လည်လွှဲပြောင်းပေးမှုများရှိတော့လေအယောက်200ခန့်ကျန်ရှိနေသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်လိုင်းပွဲမြို့နယ်ပိုင်ကြုံမြို့အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကို KNL ပူးပေါင်းတပ်များကတိုက်ခိုက်နေတဲ့အတွက်ဒေသခံပြည်သူ300ကျော်ဟာထိုင်းနိုင်ငံအတွင်းကိုတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ9ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့လိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ်ပိုင်ကြုံမြို့တစ်လျှောက်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကို KNL ပူးပေါင်းတပ်များက drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးလက်ရှိအချိန်အထိစစ်တပ်စခန်းကိုပိတ်ဆို့တိုက်ခိုက်နေဆဲဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲများကြောင့်စစ်ဘေးရှောင်ပြည်သူ328ဦးဟာထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးတိမ်းရှောင်လာရတယ်လို့သိရပါဗျ။လက်တလောထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့စစ်ကောင်စီရဲ့တပ်များကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်နေတဲ့အတွက် ထိုင်းစစ်တပ်ကနေဆက်လုံခြုံရေးကိုအထူးတုံ့ပြန်ထားကြောင်းထိုင်းသတင်းများရဲ့သတင်းဖော်ပြချက်အရသိရပါဗျ။အခုက KNU တပ်မဟာတွေအားလုံးမှာတိုက်ပွဲတွေဖော်ဆောင်နေပါပြီ။တခြားလုံးငြိမ်နေခဲ့တဲ့ KNU တပ်မဟာခုနှစ်မှာစစ်တပ်စခန်းသိမ်းတိုက်ပွဲတွေတောက်လျှောက်ပါပဲ။ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြစ်တခြားမှာတော့စစ်ခွေးစခန်းကတော်တော်လေးကိုနှဲသွားပါပြီ။တချို့အတွင်းပိုင်းကြတဲ့စခန်းတချို့တော့ကျန်နေသေးတယ်လို့တောင်ပိုင်းတိုင်းစစ်ဒေသက PDF တော်လိုင်းရေးသတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်မှာစစ်မှုထမ်းဆင့်ခေါ်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ဟာကျိုးဆွဲချပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်၈ရပ်ကဘရုံမာလန်အမှတ်424မြင်းဆောင်ခါခွေးမှာနေထိုင်တဲ့ ်မောင်ကျော်ကိုကိုခန့်ကိုမေလာအတွင်းမှာဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်73အတွက်စစ်မှုထမ်းစင့်ခေါ်ခြင်းခံလိုက်ရတယ်လို့သိရပါဗါးဒါကြောင့်မေလာ9ရက်နေ့မနက်ပိုင်းမှာမောင်ကျော်ကိုကိုခန့်ဟာကိုကိုကိုကျိုးဆွဲချပြီးတော့တတ်သိသွားတယ်လို့သိရပါဗါးအမတ်ရှိရက်ွက်အုပ်ကြီးလှသိရာအိမ်မှုဝင်းမြင့်စစ်မှုထမ်းစင့်ခေါ်ရေးခေါင်းဆောင်ဇော်လန့်နဲ့အပေါင်းပါတွေကမေလာ၄ရက်နေ့ညနေပိုင်းမှာကိုကျော်ကိုကိုခန့်ကိုလာခေါ်တယ် ်မနေ့ကျတော့ကျိုးဆွဲချပြီးတက်တည်သွားတာပါလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။စစ်မှုထမ်းရန်ဆင့်ခေါ်မှုကြောင့်ကိုကိုကိုအဆုံးစီရင်သွားသူကိုကျော်ကိုကိုခန့်ရဲ့နာရေးကိုမေလ9ရက်နေ့ညနေ3:00အချိန်မှာရေဝေးတုတ်တံမှာတကြိုခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့မောင်ကျော်ကိုကိုခန့်ကျိုးဆွဲချအဆုံးစီရင်မှုကိုဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်ရှိရက်ကွက်အုပ်ချုပ်ရေးမှူးလှသိမ်းတဲ့အဖွဲ့ကဆေးကြောင်ပြီးတော့မိမိကိုကိုအဆုံးစီရင်သွားတယ်လို့မဟုတ်မမှန်သတင်းများလွှင့်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မုံပြင်းနယ်ကြိုက်ထုံမြို့နယ်နဲ့တထုံမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချမ်းမတ်ဆက်တက်ကလေကြောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်ခြင်းကြောင့် ပြည်သူ၈000ကျော်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ28ရက်နေ့မနက်09:55မိနစ်ခန့်မှာကြိုက်ထုံမြို့နယ်အတွင်းမှာရှိတဲ့ပြင်ကရိုကုန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပေါင်300ဘုံဒီတလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ရာဘာချန်အတွင်းကိုကြောက်ရောက်ပောက်ခွဲကပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။မေလ2ရက်နေ့မနက်9:00ကနေညနေ9:00အထိအချမ်းမစစ်တပ်ရဲ့ခမရ200ခွန်တိုက်ရင်အမတ်330တိုက်ရင်ကနေပြီးတော့စစ်ကောင်စီတပ်သားများက60မမ81မမနဲ့ 120မမလက်နက်ကြီး12လုံးနဲ့ပြစ်ခတ်ခဲ့ရာခရွေးကြီးရွာမှာရှိတဲ့တုံးခွရေကျော်ဓမ္မဒူဒဖုန်ကြီးကြောင့်အနီးတစ်ဝိုက်နဲ့ရွာပြင်တစ်ဝိုက်မှာလုပ်ငန်းများတွေကိုကြောက်ရပောက်ကွဲခဲ့ပြီးတော့လမ်းမီးတိုင်းရဘာဘင်များထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။မွန်းလွဲ2:17မိနစ်ခန့်မှာအချက်မဲ့စစ်တပ်ရဲ့လေတပ်က Jet Fighter နဲ့ပေါင်300ဘုံဒီတလုံးကိုပြင်ကြိုကုန်ချေးပါအတွင်းကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မေလာ၄ရက်နေ့မနက်၁၇နာရီကမှအကြမ်းဖက်စစ်တပ်ရဲ့၄တပ်က Jet Fighter နဲ့၁၆ဂရင်ဆန့်နဲ့ ဟလန်တောင်ဖွားဝဆေးယုံကိုဗုံဒီနှလုံးကျဲချတိုက်ခိုက်ရာဆေးယုံအဆောက်အဦများပြိုကျပြက်စီးခဲ့တယ်လို့သိရပါဗျ။မေလာ6ရက်နေ့မနက်7:14မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter ကအလူချင်းနဲ့အတွင်းကိုဗုံဒီတလုံးကျဲချတိုက်ခိုက်ရာကြက်မောက်ချမ်းတချမ်းပြက်စီးသွားပြီးတော့မနက်7:15မိနစ်ခန့်မှာဗုံတလုံးထပ်မံကျဲချတိုက်ခိုက်ရာမပြောတော့ချင်းနဲ့အတွင်းမှာရှိတဲ့တောင်ထမ်းချံတချမ်းပြက်စီးသွားတယ်လို့သိရပါဗျ။အခုလိုမျိုးကြိုက်ထုံမျိုးနဲ့အတွင်းမှာရှိတဲ့ရတသားပြည်သူများနေထိုင်တဲ့ခြေရွာများကို အကြမ်းမဲ့စစ်တပ်ကလေကြောင်းလက်နက်ကြီးများနဲ့တိုက်ခိုက်မှုကြောင့်လက်ရှိချိန်မှာဒေသခံပြည်သူ8800ကျော်ဟာဘေးလွရာကိုထွက်ပြေးတန်းရှောင်နေရပြီးတော့အရေးပေါ်စားနပ်ရိက္ခာများလည်းလိုအပ်နေတယ်လို့ပြောဆိုထားပါတယ်။ဒါအပြင်တထုံမြို့နယ်မှာလည်းမေလ၄ရက်နေ့ည10:55မိနစ်ခန့်ကရွှေရောင်ပြကျေးရွာအုပ်စုအတွင်းထဲကိုလေရင်နဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဖုံကြီးကြောင်းတစ်ကြောင်းထိခိုက်ပျက်စီးခဲ့ပြီးတော့ rubber bin အပင်90ကျော်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မွန်လွဲ2:10မိနစ်ခန့်မှာရွှေရောင်ပြကျေးရွာအတွင်းကိုအချက်မဲ့စစ်တပ်ရဲ့အမတ320တိုက် ရင်ကလက်နက်ကြီးနှလုံးနဲ့ထပ်မံပစ်ခတ်ခဲ့တဲ့အတော့ Rubber Chan နဲ့တောရဖုန်ကြီးចောင်းဆောင်များထိခိုက်ပျက်စီးခဲ့ပြီးတော့ည9:45မိနစ်ခန့်မှာခမရ206တိုင်ရင်နဲ့အမတ402တိုင်ရင်ကလက်နက်ကြီးနှလုံးထပ်မံပစ်ခတ်ခဲ့ရာကော်လိုင်းကြီးပါအတွင်းကိုကြောက်ရောက်ပေါက်ွဲခဲ့ကြောင်းတရင်ရရှိပါတယ်ခမောင်အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ